ျွန်တော်တို့96ခုနှစ်လောက်မှလွတ်လွတ်ခဲ့ရတဲ့မှာလည်းတို့ကျွန်တော်ပြန်နေသိမ့်ပတ်ရရှိပြီးကြတဲ့က KMU ရဲ့စစ်ရေးဆိုင်ရာကိစ္စရပ်တွေကအချိုးကွေးတစ်ခုကိုဓာတ်ငယ်ကိုကွေ့ပွားတဲ့လို့တော့ပြောလို့ရတဲ့အနေအထားမျိုးပါဂျွာဘူသိမ့်ပြီးမြို့ကိုဝိုင်းတဲ့အဆင်ရှိသလိုစင်ထွယ်ကွန်မန့်ဘုတ်ကိုဓာတ်လိုက်တိုက်ခိုက်ပြီးတော့ဘေးနဂါတွေအကုန်လုံးရိုက်ချိုးတဲ့နည်းလေရှိပါတယ် စစ်နိုင်တဲ့သူကဥပဒေကိုပြဋ္ဌာန်းပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့စစ်ကိုပဲနိုင်အောင်တိုက်ပါမယ်။ခွေးကိုကြောင်ပိတ်ရရင်ခွေးဟာထပ်ပေါက်ပိတ်တယ်။အဲ့တော့ထပ်ပေါက်မပိတ်အောင်ထပ်ပေါက်တနေရောင်ဖွင့်လာပေးတဲ့သဘောမျိုးနဲ့မြောက်ပိုင်းမှာတိုက်နေတဲ့အချိန်ဒီကနေ့ဒီချိန်မှာမြောက်ဝတီကိုကျွန်တော်တို့ကရင်ကလုံလုံလည်လည်ထိန်းချုပ်ထားပြီးတော့ဒါတို့တော့ကျွန်တော်ယတိပြတ်ပြောလို့ပါ KNU ရဲ့အခုလက်ရှိတိုက်ပွဲနဲ့ပတ်သက်ပြီးစီးရေး30ချက်ကိုကျွန်တော်မေးချင်တာပါအဲ့တော့အခု KNU ကဘလဲရိုစကန်ကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တယ်ဒီစကန်ကြီးကစကန်တော်တော်ကြီးတယ်လို့လည်းသိရတယ်သိမ်းပိုက်ရရှိတဲ့လက်နက်တွေလည်းအများကြီးပေါ့နော်ဆိုတော့အဲ့ဒီပုံကိုအရင်ဆုံးသိလို့ပါလေအဲ့ဒီစကန်ကဘလောက် KNU အတွက်အရေးကြီးတယ်လို့တွေ့ရလဲဗျကျွန်တော်ပထမအဦးဆုံးပြောချင်တာကကျွန်တော်ဒီကနေ့ပြောချသွားတဲ့၃ချက်မှန်တယ်များဒီကျွန်တော်ဘယ်အခွဲ့အစည်းကိုမှကိုစားပြီးပြောချခြင်းမဟုတ်ပဲနဲ့ ကျွန်တော်တကူရတကာရလိမ့်လာသူတရားအနေနဲ့ဒါကျွန်တော်ပြောကြားခြင်းထုတ်တာတော့ပထမဦးဆုံးထိပ်ပြောလို့ပါတယ်ကျွန်တော်တို့ KMU တမ9နေမြင်နဲ့တမ6နေမြင်ထဲမှာရှိတဲ့အခုနေဆက်စခန်းလေးကိုသိတဲ့အခါမှာဒီဘလဲဒိုစခန်းတစ်ခုတည်းကမှစခန်းကြီးမဟုတ်ပါဘူးကျွန်တော်တို့ဘလဲဒိုစခန်းရဲ့အရှိတ်မှာကျွန်တော်တို့ခလဲဒေးတို့မာနေဘလော့တို့သိနေတဲ့အချိန်မှာလဲဒါစခန်းကြီးတွေလို့ပြောလို့ရပါတယ် စစ်ကောင်စီရဲ့ပြောလိပြောထားရှိတဲ့စကားနဲ့ဆိုရင်သူတို့ရဲ့မဆုတ်တမ်းခန့်စစ်ဗျူဟာကုံတွေဖြစ်ပါလေသို့တော့အရှိတ်မှာကလေးကကျွန်တော်တို့ကမာနပလောကျွန်တော်တို့96ခုနှစ်လောက်မှလက်လွတ်ခဲ့ရတဲ့မာနပလောကိုကျွန်တော်ပြန်နဲ့သိမ့်ပတ်ရရှိပြီးကလေးကကျွန်တော်တို့ KMU ရဲ့စစ်ရေးဆိုင်ရာကိစ္စရပ်တွေကအချိုးကွေးတစ်ခုကိုဓာတ်ငယ်ကိုကွေ့ပွားတဲ့လို့တော့ပြောလို့ရတဲ့အနေအထားမျိုးပါဆိုတော့ဒီကနေ့ဒီစကားလေးကိုသိမ့်ပတ်တဲ့အခါမှာ အဓိကအဖြစ်ကရန်သူရဲ့အားနဲ့ချက်ကပါတယ်ကျွန်တော်တို့ရဲ့အားသချက်ကပါတယ်ဆိုတာကိုကျွန်တော်တို့သုံးသပ်ပြီးမှသာဒီစခန်းလေးကိုတိမ့်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ရန်သူဒီအဓိကအဖြစ်အားနဲ့ချက်ကတော့တိုက်လူစိတ်နဲ့အောင်စိတ်မရှိတော့တာကရန်သူရဲ့အဓိကအားနဲ့ချက်ဖြစ်နေပါတယ်ကျွန်တော်တို့ရဲ့အားသချက်ကပါတယ်ဆိုတော့ဒီမြန်မာတွေကိုတော်လိုင်းအစမှကလေးကတိုင်းရင်းသားလက်နက်အပါဝင် ကျွန်တော်တို့ဗမာတော်တိုင်းရဲ့အာစုတွေအကောင်လုံးရဲ့ဘာမှပြည်သူရှိနေတဲ့အခါမှာကျွန်တော်တို့ဒီရဲ့တက်ကြွစိတ်တွေကကျွန်တော်တို့ရဲ့တိုက်လူစိတ်ကိုပြောင်းလဲသွားတဲ့အတွက်ကြောင့်ဒီကနေ့ဒီချိန်မှာထိုင်းနိုင်ငံနယ်စပ်မှာရှိနေတဲ့စစ်ကောင်စီစခန်းများအပါအဝင်မြန်မာနိုင်ငံတန်တန်တရားမှာရှိနေတဲ့စစ်ကောင်စီရဲ့အမာခံခြေကုပ်စခန်းတွေကိုကျွန်တော်တို့တိုင်းရင်းသားအင်အားစုတွေကတော်လိုင်းရင်းအင်အားစုတွေက တက်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပဲကျွန်တော်ကတော့သုံးသပ်မိပါတယ်။ဟုတ်ကဲ့အဲ့တော့ KNU ဒေတာမှာရှိတဲ့အခုနေဆက်စခန်းတွေပေါ့နော်အခုတော်တော်များများသိမ်းပြီးပြီသိရတယ်ဘယ်နှခုလောက်သိမ်းပြီးပြီလဲနောက်နောက်ထပ်ဘယ်နှခုလောက်ကြံသေးရလို့ပြောလို့ရမလဲအဲကျွန်တော်တို့စခန်းကြီးအနေနဲ့ကတော့နာမည်ကြီးစခန်းဖြစ်တဲ့စခန်းကြီး၈ခုအတင်းဒီကျွန်တော်တို့ကာကုန်းတို့ဘာတို့အပါဝင်ဆိုရင်စခန်းပေါင်းကကျွန်တော်တို့၁၆ခုနီးပါးသိမ်းခဲ့ပြီဖြစ်ပါလေ ဆိုတော့ဒီနေရာမှာသတင်းဌာနတွေမှာတော့ကျွန်တော်တို့ကနာမည်ကြီးစခန်းတွေပဲတက်တာပေါ့နော်အဲ့ဒီမသုတ်တန်ခန့်စစ်တွေကိုအရှိကားနေကာရတဲ့ကာကင်းစခန်းတွေကိုတင်ပိုက်ခဲ့တာတော့တော်တော်သတင်းဌာနတွေမှာပေါ်ပြခြင်းမရှိပါဘူးဒါကြောင့်မို့လို့မသုတ်တန်ခန့်စစ်တွေကအဲ့ဒီကာကင်းတွေကိုပြောမယ်ဆိုရင်တော့စခန်းပေါင်း20ပတ်ဝန်းကျင်လောက်ကိုတင်ပိုက်ပြီးပြောလို့ရသလိုနောက်အတွင်းပိုင်းမှာဖြစ်တဲ့ဒေါနာတောင်ကျော်ဘုံမှာရှိနေတဲ့ စစ်ကောင်စီရဲ့လှုပ်ရှားစစ်ကြောင်းတွေကိုလည်းဟိုကျွန်တော်တို့ချိန်မုံတိုက်ခိုက်နိုင်ရပါတယ်နောက်တစ်ခုကအဲ့ဒေါနာစစ်ကြောင်းရဲ့နောက်တန်ခန့်စစ်တစ်ခုဖြစ်တဲ့ကော့ဂရိတ်အထွတ်ရွာသိကုံနဲ့ဒရန်ကူးမှရှိနေတဲ့အခြေစိုက်စခန်းတစ်ခုကိုလည်းကျွန်တော်တို့အပြီးတိုက်ချိန်မုံနိုင်ပြီဆိုတာကိုတော့လက်ရှိသတင်းအခြေအနေရကျွန်တော်သိရရပါတယ်ဒါလေးကိုတော့ပြောလို့ရပါတယ်ခင်ဗျဟုတ်ကဲ့အမုံနေဆက်မှာစစ်ကောင်စီအထိုင်စခန်းတွေရှိသေးလားဘယ်နှခုလောက်ကြံသေးလဲ အဲနေသားနေသားမှာတော့လောတဲ့စက်ကောင်စီရဲ့အထိုင်စခန်းကစခန်းကြီးအနေနဲ့ကတော့၃ခုလောက်ချက်ပါတယ်။နောက်လူသီးထင်ရှားခြင်းမရှိဘဲနဲ့နာမည်မိမ့်နေတဲ့စခန်းတစ်ခုတည်းကျန်နေသေးတယ်လို့တော့လက်ရှိသတင်းအခြေအနေကကျွန်တော်သိတာပါ။ဟုတ်ကဲ့အခု KNU ရဲ့ဒီစစ်စင်မှုတွေကတခြားဒေသမှာပေါ့နော်တိုင်းရင်းသားဒေသမှာဥမာ KNU ဆိုလဲဗမော်ရခိုင်ဆိုလဲဒါဟိုတော်တော်များများကိုတင်ပြီးသားအနေထားပေါ့နော် ဟိုရှမ်းမြောက်မှာတော့လောလောဆယ်ညင်းနေတယ်ချင်းမှာလည်းတိုက်နေတယ်အဲ့တော့တခြားဒေသတွေမှာတိုက်နေတဲ့ဒီစစ်စင်ရေးတွေနဲ့ကိုော်ဒီနေနီးပေါ့နော်ချိတ်ဆက်ဆောင်ရွက်တယ်လို့ပြောလို့ရနိုင်လားဒါမှမဟုတ်အချိန်အခါရကိုယ့်ရဲ့ဒေသမှာကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုယ့်ဘာကိုပဲဟိုစစ်စင်ရေးတဲ့ပုံစံမျိုးလားဘယ်လိုမျိုးနားလည်လို့ရနိုင်မလဲဗျအဲကျွန်တော်တို့မြန်မာနိုင်ငံက1948ခုနှစ်ကျွန်တော်တို့လွတ်လပ်ရရပြီးကြတဲ့ပြည်တွင်းဆက်ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံတစ်ခုပါ ဒလုတ်ပြည်တွင်းဖြစ်ဖြစ်ပေါက်ရတဲ့အချိန်တွေမှာဘယ်ခေဘယ်ကာလမှမဆို KMU ဒီအခြားသောအီအိုတွေနဲ့ထိတ်ဆက်ပြီးတော့ coordinating လုပ်ပြီးတော့တော်လာရေးကိစ္စတွေကိုပေါ်ဆောင်ခဲ့ရတဲ့ဆိုတာတော့ဒါသမိုင်းမမှတ်တမ်းလေးရှိပါတယ်ထို့နေ့၎င်းမှာပဲဒီကနေ့မြန်မာနိုင်ငံကိုတော်လာရေးကာလမှာလဲကျွန်တော်တို့ KMU တော်လာရေးအဖွဲ့အစည်းများသည့် တခြားတိုင်းရင်းသားတွေနဲ့လွတ်ကင်ပြီးတော့တော်လိုင်းရင်လုံနေတယ်ဆိုတာတခြားမှမရှိပါဘူးဆိုတော့ခါကျတော့တနွေငင်းတစ်ဖင်ပါဆိုသလိုပဲတခြားဣရဦးတွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ညှိနှိုင်းဆောင်ရွက်ပြီးတော့တော်လိုင်းရင်နဲ့တိုက်ကွက်တွေကိုပေါ်ဆောင်နေတယ်ဆိုတာကတော့ဒါကျွန်တော်အကြမ်းမြင်းနေနဲ့ပြောပြပြရသေးတခြားသောကိစ္စများတော့စစ်ရေးရှုပ်ဝက်ချက်ဖြစ်သည့်အားလျော်သွားကျွန်တော်အသေးစိတ်ကိုတော့ခြားပြဆုံးနှုတ်ခြင်းမရှိပါဘူးဒါတော့အနည်းချုပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ဒီမြန်မာနိုင်ငံတဏ္ဍာတရားမှရှိတဲ့အခြားသောဤအိုးတွေနဲ့ချိတ်ဆက်ပြီးတော့ညှိနှိုင်းပြီးတော့တော်လှန်ရေးလုပ်ငန်းကိစ္စများကိုလှုံ့ဆော်နေတယ်ဆိုတာကတော့ကျွန်တော်ရည်တိပြပြောလို့ရပါတယ်ဒီနေရာမှာတခုမေးလို့တာကဟိုအရင်တစ်တုံညာနှစ်ခွန်လို့ဟိုရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ချိန်အေးလို့ဆိုလဲရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့ချိန်ကရင်ပြည်မှာလည်းပြင်းထန်နေတဲ့အချိန်တော့ ဟို KNU ကငြိမ်နေတယ်ပေါ့နော်ဟိုဝေဖန်မှုတွေတော်တော်ရှိတယ်ဘာတိတို့ဘာလုံနေလဲစသည်ဖြင့်ဟိုတော်တော်လေးလဲဝေဖန်မှုတွေရှိတယ်အဲ့အဲ့တုန်းကကြတော့ဘာလို့အဲ့လို coordinate မျိုးမဖြစ်ကြရလဲအခုကြမှာဟိုပြန်ပြီးတော့ပေါ်ဆောင်ရတာလဲအဲ့ဒါလည်းနည်းနည်းမေးစရာဖြစ်တယ်လीနော်အဲ့ဒီပုံမှာဟောပါပြောလို့လဲဟုတ်ကဲ့အဲ့ဒီအချိန်အဲ့ဒီကာလတော့ကျွန်တော်တို့ EAO တွေမှာလည်းကျွန်တော်တို့ညှိနှိုင်းဆောင်ရခြင်းညှိနှိုင်းဆောင်ရချက်လေးတွေရှိပါတယ်ညှိနှိုင်းပြီးတော့သဘောတူညီချက်တွေလည်းရှိပြီးအားရတော့ကအဲကျွန်တော်တို့က ပါလဲဆိုတော့ဘာမဟုတ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှတော့မှကျွန်တော်တို့ရဲ့ရည်ချင်းအတက်အကျကိုကြည့်ပြီးတော့စီးပွားရေးလုပ်ရသေးတာပဲလူတွေသင်နေတဲ့တော်လှန်ရေးမှာကျွန်တော်တို့ရည်ချင်းအတက်အကျရှိခြင်းနဲ့အတူအဲ့ဒီရည်ချင်းအတက်အကျရဘသူကလှုပ်မလဲဘသူကငြိမ်ပြီးတော့အနာဂတ်တော့မလုပ်ရမလဲဆိုတော့ strategy တွေကျွန်တော်တို့မှရှိထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့တစ်တုံညာနှစ်ခုဆက်ဆင်ရေးမြန်မာနိုင်ငံမြောက်ပိုင်းမှာ ပတ်ကြံတိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကညင်နေတာမှန်ပါတယ်။ဟိုဒါကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့ view ဟာကျွန်တော်တို့ရဲ့ new view ဟာအရာသာကျွန်တော်တို့ခဏလေးညင်သက်သွားတာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ခေါင်းဆောင်ကြီးတွေအကုန်လုံးစဉ်းစားရတဲ့စဉ်းစားချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ခွေးကိုကြောင်ပိတ်ရရင်ခွေးဟာဖပောက်ပိတ်တယ်။အဲ့တော့ဖပောက်မပိတ်အောင်ဖပောက်တနေအောင်ဖွင့်လာပေးတဲ့သဘောမျိုးနဲ့ မြောက်ပိုင်းမှာတိုက်နေတဲ့အချိန်ကျွန်တော်တို့တောင်ပိုင်းကအပါလေးဟလာပေးတဲ့ဟချက်တွေလည်းရှိပါတယ်။ဆိုတော့တခါတလေကျတော့ကျွန်တော်ဒီစကားပြောတဲ့အခါမှာကျွန်တော်ရဲ့စကားကသစ်ကောင်းစီရဲ့ပြောရေးဆိုဝင်ဘူကျုံဆောင်မင်းတို့စကားနဲ့အနှဲငယ်ဆင်အောင်ဆင်နိုင်ပါပဲ။ဒါပေမဲ့လို့စိရေပြူဟာနီးပြူဟာကိုစစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးများကသိတဲ့အတွက်ကြောင့်ဒီနေရာမှာတော့ကျွန်တော်အနေနဲ့ပြောလို့ရသလောက်ပဲပြောပါရစေ။ စစ်ဘက်ဆိုင်ရာဒီလိုကိစ္စမျိုးတွေကိုတော့ကျွန်တော်မဝေဖန်လို့ပါဘူးကျေးဇူးပါအဲ့တော့အခုလို KNU စစ်စင်ရေးလုပ်တဲ့နေရာမှာ KNU မှာအဓိကအဖြစ်အခုကတော့အဖွဲ့၄ခု꿰နေတာပေါ့နော် BGS ရှိမယ် DKB ရှိမယ်နောက် PC ရှိမယ် KNU ရှိမယ်ဆိုတော့အခုစစ်စင်ရေးနဲ့ပတ်သက်ရင်အဓိကမေးချင်တာ BGS ပေါ့နော်ဗိုလ်မှူးစောချစ်သူတို့အဖွဲ့ကဟိုစစ်ကောင်စီနဲ့ဒါသူတို့ကအတူတူလှုပ်ရှားနေတဲ့အနေအထားမျိုးကျွန်တော်နားလဲတယ်လေနေစားတောင်တက်ဆိုတော့ ဆိုတော့အဒီဒီဖွဲ့တွေအားလုံးနဲ့ကောဟိုသဘောတူညီမှုပေါ့နော်ဒီညီမချက်အတူတူညီဝချက်အတူတူစသည်ဖြင့်ပန်းနိုင်တစ်ခုအတွက်ကိုဒီစစ်စင်ရေးတွေပေါ်နေတဲ့သဘောမျိုးလို့ပြောလို့ရလားအားလုံးညှိပြီးဆောင်ရွက်တာလားစသည်ဖြင့်ပေါ့ပြောလို့ရသလောက်ပေါ့အဲ့ဒါလက်ရှိ BDM နဲ့ KMU ကဒီလိုညှိနိုင်ပြီးဆောင်ရွက်သလားဆိုရင်တော့ဒါကအဖွဲ့စည်းရဲ့အတွင်းရေးကိစ္စတွေဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်မှာတော့ကျွန်တော်ကျွန်တော်တကယ်မသိပါဘူး သို့တော့ကျွန်တော်သိတာတဲ့အသည့်တစ်ချက်ကိုတော့ကျွန်တော်ပြောပြသေးအဲ့ဒါကဘာလဲဆိုတော့မြန်မာနိုင်ငံတော်လိုက်မတိုင်းခင်ကျွန်တော်တို့တနစ်တကာလအတွင်းထဲမှာကရင်လက်နက်ကညီညွတ်ရေးကော်မတီမှာချမှတ်ခဲ့တဲ့သဘောတူညီချက်တွေတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ BGF ဒီကရင်ဖြစ်တယ် KLNPC ဒီကရင်ဖြစ်တယ် DGPE ဒီကရင်ဖြစ်တယ် KMU ဒီတဲ့ကရင်ဖြစ်တယ်တို့အတွက်ကြောင့် အချင်းချင်းမှာကျွန်တော်တို့ကရင်အလံတော်အောက်မှာပြန်လဲစုစည်းရေးဆိုတဲ့မူသဘောတူညီချက်တစ်ခုတည်းရှိတာတဲ့အတွက်ကြောင့်ဒါကူတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုကြည့်ပြီးတော့အားလုံးကမှန်းဆလို့ရမယ်လို့တော့ကျွန်တော်မြင်ပါတယ်ခင်ဗျအဲ့ဒါဆိုရင်အခုမြောက်ဝတီမြို့ကိုအဓိက BGF ကထိန်းတာထိန်းချုပ်ထားတယ်လို့ပြောလို့ရနေတာပေါ့နော်ဆိုတော့ အဲ့ဒါဆိုရင်ဒီအားလုံးရဲ့ခုနညီညွတ်ရေးကော်မတီရဲ့သဘောထားမျိုးနဲ့ကြည့်မယ်ဆိုရင်ဒါကရင်တိုင်းသားတွေရဲ့ထိန်းချုပ်ထားတယ်လို့ပြောရင်မှန်မလားကရင်ယူလဲပါတယ်ပေါ့စသည်ဖြင့်အဲ့လိုမျိုးလှည့်ပြီးစဉ်းစားမယ်ဆိုရင်ဒါမှန်တယ်လို့ပြောနိုင်မလားမှန်ပါတယ်ခင်ဗျဒီကနေ့မြားဝတီကိုကတော့ကျွန်တော်တို့ကရင်ချေကရင်လက်နဲ့ရေးလို့ရရအောင်ကရင်ကထိန်းချုပ်လိုက်ပြီလို့ယတိပြပြောလို့ရပါတယ်ဒီနေရာမှာတခုတတိထား ထားရမယ့်တစ်ချက်ကကျွန်တော်အရှိမပြောရတာနည်းနည်းလေးကြံရပါတယ် DGBA သီ၎င်း BGF သီ၎င်း KLLPC သီ၎င်း၎င်းတို့ရဲ့မိခင်အဖွဲ့အစည်းက KMU ကဖြစ်တယ်ဆိုတာဒီအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်ကြီးတွေကိုတန်ဖြုတ်ခဲ့ပြီးပါပြီဒါကြောင့်မို့လို့ဒီကနေ့ဒီချိန်မှာမြားဝတီကိုကျွန်တော်တို့ကရင်ကလုံးလုံးလည်းလည်းထိန်းချုပ်ထားပြီးတော့ဒါတို့တော့ကျွန်တော်ရတိပြတ်ပြောလို့ပါ နောက်တစ်ခုကဝေဖန်မှုတစ်ခုထွက်လာတယ်ပေါ့နော်အခု KNU ကအခု Nezet scan တွေတိမ့်ပိုက်တဲ့နေရာမှာဟိုခုနဗလဲတို့ဆိုလို့ရှိရင်ဒါအရေးကြီးတယ်ကျွန်တော် Nezet ကုံသွေးအတွက်လည်းလုံခြုံရေးစကန်လို့သိရတယ်လေဆိုတော့ KNU ကဟိုဘာလဲဆိုရင်ထိုင်းကလည်းဒီ Nezet ကုံသွေးကိုပြန်ပြီးသူကတေချာလှုပ်ရှင်နေပြီဆိုတော့ဟိုဖိအားပေးမှုတွေရှိရလို့ကျွန်တော်ကြားတာပေါ့နော်ဒီအတွက် KNU ကဈေးကောင်းရအောင် တိန်းနာမယ်စကမ်းတွေနည်းမျိုးတို့တိန်းနာမယ်ဒီအတွက်သူတို့အတွက်လည်းဈေးကောင်းရနိုင်မယ်ပေါ့နော်လမ်းတွေပြန်ဖွင့်မယ်ဆိုရင်အဲ့ဒီလိုမျိုးအပြင်မှာဝေဖန်သုံးသပ်မှုတွေရှိပါတယ်အဲ့ဒီပေါ်ကိုဘာများပြောလို့လဲဗျာဘာများပြောလို့လဲဆိုရင်ကျွန်တော်တို့ EAO လို့ဆိုတာကဒါကနိုင်ငံတကာဥပဒေအကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေဒီ digital government ဖြစ်ပါဆိုတော့အမှန်တကယ်ကထိုင်းနိုင်ငံကဒီကျွန်တော်တို့အရင် ျွန်တော်တို့ခေါင်းဆောင်ကြီးဗိုလ်ချုပ်များမကြခင်အချိန်တုန်းကဗိုလ်ချုပ်များမကွယ်လွန်ခင်အချိန်မှာ KMU ပေါ်ဆက်ဆံရေးနဲ့ဒီကနေ့ဒီချိန်ခိုင်းနိုင်ငံရဲ့ KMU ပေါ်ဆက်ဆံရေးကတော်တော်လေးကြွားချနေပါတယ်။အဲ့တော့ဗိုလ်ချုပ်များတက်ရှိရှင်ထင်ရှားရှိနေတဲ့အချိန်တုန်းကခိုင်းနိုင်ငံရဲ့ KMU ပေါ်ဆက်ဆံရေးကဖိတ်ဖိတ်တောင်းအောင်ကြောက်ရတဲ့အနေအထားမျိုးရှိပါတယ်။ဆိုတော့စကားအပြန်ကောက်ရရင်ကျွန်တော်တို့ KMU ဒီဂျူရီဂါဗာမန့်ဖြစ်ပါတယ် ဒါကြောင့်မို့လို့သူတို့ဘက်ကဆက်ဆံရေးပြောင်းလာတယ်။နေဆက်ကုန်တွေနေနဲ့ပတ်သက်ပြီးဖိအားပေးတယ်ဆိုရင်ကျွန်တော်တို့ကလည်းနေသေးသပါထုံနေရဂျိုသွင်းနေတာတမန်သားနဲ့ကျွန်တော်တို့လုံးလို့ရတဲ့အချိန်ညောက်သွားပါပြီ။ဒါကြောင့်မို့လို့ဈေးကောင်းကိုစောက်တယ်လို့တော့မဟုတ်ပါဘူး။ကျွန်တော်တို့တွေဒီကျွန်တော်တို့ KMU ရဲ့မူဝါဒမှရှိပါတယ်။ KMU ကလုံးလေသမျှအလုပ်ပြီး ကရင်ဒေသခံပြည်သူတွေကိုဥသာပေးပြီးတော့ဥထိတ်ထားပြီးလုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဒါကဖေးကောင်းကိုကျွန်တော်တို့စောက်တာမဟုတ်ပါဘူးအဓိကအားဖြင့်ကျွန်တော်တို့ဒေသပေါ်မှာအကျိုးဖြစ်ထွန်းမဲ့အလုပ်မျိုးရေရှည်တည်တတ်မဲ့အလုပ်မျိုးကိုကျွန်တော်တို့အချိန်ကာလတစ်ခုအားဖြင့်စောက်စားနေတယ်လို့ပဲကျွန်တော်ကတော့ဒီလိုပဲအမှတ်ချက်ပြီးသုံးသပ်ပြသည် ဟုတ်ကဲ့ဆက်စင်ရနဲ့ပတ်သက်ပြီးဆက်ပြီးမေးလို့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရှမ်းမြောက်ဒေသမှာဆိုရင်အခု TNL ဆိုမျိုးဆက်နှမျိုးတင်ထားတယ်ပေါ့နော်ဟို MNDA လဲလားချိုတိတက်တင်တယ်ဒါပေမဲ့အခြေအနေရအခုပြန်ဆုတ်ပေးရတယ်ဟော A ဆိုလဲဒါ14မျိုးကိုသူတို့ထိချုပ်တာမြင်ဟိုချင်းမာဆိုလဲဒါမကြံတော့ဘူးကရင်ဒီမှာတော့နည်းနည်းပြန်ဆုတ်ထားတယ်ကြားတယ်ဆိုတော့အဲ့ဒီလိုမျိုးပေါ့နော်သူတို့ကတကယ်မျိုးကြီးတွေကိုမျိုးတော်တွေအထိကိုတက်တင်ပြီးစစ်ဌာနချုပ်တွေပါတင်ယူတဲ့အဆင့်ပေါ့နော်အဲ့လောက်ထိကို ဟိုယူပြီးတော့အခုစိုင်ထားတဲ့အနေထားပေါ့ဆိုတော့ KNU ကအခုကနေဆက်စကန်တွေတိန်းလုံးမရှိသေးဆိုတော့ KNU ရဲ့ရင်မှန်းချက်ပေါ့နော်တွားနိုင်မယ်လုံနိုင်မယ်အနေထားရောဘယ်လောက်ထိပြောနိုင်မလဲဘယ်လောက်ထိပြောလို့ပြောလို့ရမလဲဒီမေကောနဲ့ပတ်သက်ရင်တော့ကျွန်တော်ဖြေချင်တာကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့ EAO တွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့ကနိုင်ငံရေးချက်တည်ချက်နဲ့အနာဂတ်မြောက်မှန်ချက်တွေတူကြမှာတူမှာပါဆိုတော့ သူတို့ပြည်တယ်သူတို့ရဲ့နိုင်ငံရေးကြီးမှန်ချက်အနာဂတ်ဖြစ်မှန်ချက်တွေနဲ့ပတ်သက်ပြီးသူတို့လုံဆောင်နိုင်တယ်လို့လုံဆောင်သွားတဲ့အတွက်ကြောင့်ဒီအပေါ်မှာကျွန်တော်အနေနဲ့ကတော့ဂုံယူစကားပဲပြောပြရတယ်ထို့နည်းလည်းကောင်းပါပဲကျွန်တော်တို့ KMU မှာကြာပြန်တော့လေကျွန်တော်တို့ KMU ပြီးတော်လိုင်းလောက်ခဲ့တာနှစ်ပေါင်း80ကျော်ရှိနေပါပြီ ဆိုတဲ့ခါကျတော့ကျွန်တော်တို့အဓိကအားဖြင့်ကျွန်တော်တို့ကပြည်သူလူထုနဲ့မြို့တွေမနာအောင်လို့ကျွန်တော်တို့လုပ်ရတဲ့ strategy တွေရှိပါတယ်။နောက်တစ်ခုကတော်လိုင်းပြည်တဲ့ကာလအလွန်မှာ ပြန်လဲတည်ဆောက်ရေးမှာကျွန်တော်တို့အသက်တာဖုံးနဲ့အကောင်းဆုံးပြန်လဲတည်ဆောက်နိုင်အောင်လေကျွန်တော်တို့မှာဒီလိုမဟာဗျူဟာတွေရှိကြတဲ့အတွက်ကြောင့်တစ်ဖွဲ့နဲ့တစ်ဖွဲ့တူတင်မှတူပါမယ်။အဲ့တော့ဒီနေရာမှာပြောစရာတစ်ခုရှိတာကနိုင်ငံတကာ စိရေမဟာဘျူဟာသဘောတရားတွေကိုကျွန်တော်တို့ပြန်လည်လေ့လာလိုက်တဲ့အခါမှာဒွားကိုသိမ်းပြီးမြို့ကိုဝိုင်းတဲ့အဆင့်ရှိသလိုစင်ထွက်ကွန်မန့်ဘုတ်ကိုဓာတ်လိုက်တိုက်ခိုက်ပြီးတော့ဘေးနံ့ငါတွေအကုန်လုံးရိုက်ချိုးတဲ့နည်းလည်းရှိပါတယ်ကျွန်တော်တို့ KMU ကတော့လက်ရှိအချိန်မှာဒွားကိုသိမ်းပြီးမြို့ကိုဝိုင်းတဲ့နည်းပြူဟာအဟောင်းကိုသာ လုံဆောင်နေတယ်လို့ကျွန်တော်ကတော့ဒီလောက်ပဲရှုမြင်သုံးသပ်ပါဟုတ်ကဲ့အဲ့တော့အဲ့ဒီ viewer အတိုင်းတွားနေတဲ့အချိန်မှာအခုစစ်ကောင်စီကလည်းသူ့ရဲ့ viewer ကဒီနှစ်ကောင်မှရွေးကောက်ပွဲနဲ့သူကစားဖို့ရှိနေတယ်ပေါ့နော်အဲ့ဒီမှာထူးကြတာကျွန်တော်တို့ကြားရတာသူတို့အခြေခံဥပဒေပြင်ဆင်ရေးမှာသဘောတူညီပြီးသားဖြစ်တဲ့နှစ်ချောက်တက်ပေါ့အဲ့ဒါကိုပြင်မယ်လို့ကျွန်တော်သိထားရပါတယ်နှစ်ချောက်တက်ဆိုတာကတော့အတိတဲ့အတိုင်းပဲဒီပြည်နယ်တွေကိုကိုယ့်ဘာကိုဝင်ကြီးချုပ် ဖွဲ့ခွင့်ကိုယ့်ရဲ့ policy ကိုယ်မအောင်ခြာခွင့်ပေါ့နော်ဒါတွေကိုပေးမှာဟုတ်ဟိုတိုင်းရင်းသားတွေကငိုတဲ့ဒါကိုပြင်ဖို့တောင်းဆိုတာသူအဲ့ဒါကိုပေးတော့မယ်ဆိုတော့ကစားကွက်လည်းကျွန်တော်တွေ့ရတယ်အဲ့ဒီလိုကစားကွက်နဲ့ဝင်လာမယ်ဆိုရင်ရောအခုစစ်စရေးတွေတွားနေတဲ့ပုံစံနဲ့ဟိုအပြောင်းလဲတွေဖြစ်လာနိုင်လားအဲ့ဒီလိုကစားကွက်ပေါ်ကိုကိုယ်တိုင်းရင်းသားတွေကပဲကိုပြန်ပြီးရွေးချယ်အုပ်ချုပ်ခွင့်ရော KNU နဲ့လက်ခံနိုင်မယ့်အနေအထားမျိုးရှိနိုင်လားအဲ့ဒီပေါ်ကိုဘယ်လိုမျိုးတုံးသက်ပေးလို့လဲ အဲ့တော့ကျွန်တော်တို့2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မင်းအောင်လာဦးဆောင်တဲ့စစ်တပ်အဖွဲ့အစည်းကမြန်မာနိုင်ငံရဲ့အာဏာသုံးချက်ကိုဓမြတိုက်ယူလိုက်တဲ့အချိန်မှာတိုင်းရင်းသားအီရဘူတွေဒေကနေပြီးတော့ပထမဦးဆုံးစတိတ်မန့်ထွက်တဲ့အဖွဲ့အစည်းကကျွန်တော်တို့ KNY ဖွဲ့စည်းဖြစ်ပါတယ်။ဒါကိုကျွန်တော်ဘာကြောင့်ပြောရလဲဆိုတော့ကျွန်တော်တို့တွေရန်သူနဲ့အပေးယူဘယ်သောအခါမှ မလုတ်ဘူးဆိုတဲ့အဖွဲ့အစည်းဆိုတာကိုတော့ကျွန်တော်အာမခံရသေးတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်ဒီဥပဒေသမားဖြစ်သည့်အားလျော့တော့ဥပဒေစကားလေးနည်းနည်းပြောချင်ပါတယ်။အဲ့တော့ဒီနှစ်ထောင်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနိုင်ငံထဲမှာနေတဲ့ပြည်သူလူထုရဲ့ဗနရာဂိုင်နှုံးအဖြစ်အတည်ပြုခဲ့ပြီးဆိုတာကိုမင်းအွန်လိုင်းရဲ့ဆရာဖြစ်တဲ့ပန်းရွှေကလက်မှတ်ရေးထုတ်ပြန်ခဲ့တာတော့သတိပြုပါ။ဒါကြောင့်မို့လို့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရပဲတည်တည်မြန်မာနိုင်ငံရာသီအကျင့်ထုံးဥပဒေရပဲတည်တည်မင်းအွန်လိုင်းဒီအစိုးရမဟုတ်ပဲနဲ့နိုင်ငံတော်ကိုပုံကန်ခြားနားနေတဲ့သဘုံကောင်းဆောင်ဆိုတာကိုတော့သတိပြုပါအဲ့ဒီသဘုံကောင်းဆောင်ဒီဘာမှမရှိတဲ့လက်တဆုပ်စလူတစုနဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်လို့ရတယ်ဆိုရင်တော့ပြင်လိုက်ပေါ့ဟုတ်တယ်နော်ဒါဥပဒေကြောင့်ကျွန်တော်ပြောတာပါသို့တော့ ကျွန်တော်တို့ဥပဒေသမားတွေကိုယ်တိုင်ကပြောလိုက်ပြောထားစကားတခွန်ရှိပါတယ်စစ်နိုင်တဲ့သူကဥပဒေကိုပြထမ်းပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့စစ်ကိုပဲနိုင်အောင်တိုက်ပါမယ်နောက်တစ်ခုကသူလုံးမဲ့ရေကောက်ပွဲပြီးဘယ်ဧရိယာတွေမှာဘလောက်ထိဖြတ်ချက်ပြီးလုံးနိုင်မလဲဆိုတာကျွန်တော်တို့ဖောက်ကြည့်နေရင်းနဲ့အတူသူလုံးမဲ့ရေကောက်ပွဲကိုလည်း KMU နေနဲ့တော့လောက်ကောင်ကရင်တော်လိုင်းအဖွဲ့စည်းတွေတဲ့ပေါ်တော့ဘဒုသာဝင်အောင်ပူပေါင်းမှမဟုတ်ပါဘူး နောက်ဆုံးတစ်ခုအနေနဲ့ကမင်းအွန်လိုင်းကိုယ်တိုင်စစ်ကိုအနိုင်တိုက်ပြီးမှရွေးကောက်ပွဲကိုကျင်းပရင်တော့ပုံပြီးအဆင်ပြေနိုင်မယ်လို့ကျွန်တော်ကတော့ဒီလိုပဲမှတ်ချက်ပေးချင်ပါဟုတ်ကဲ့အဲ့တော့ KNU နေနဲ့အခုဒါနေဆက်တကြောစစ်စီရေးတွေအများကြီးလှုပ်ခံပြီးအောင်မြင်မှုတွေလည်းရလာပြီးနောက်ကိုယ့်ရဲ့ပန်းတန်ရီမှန်းချက်ပုံစံလည်း view အမျိုးမျိုးနဲ့သွားနေပြီဆိုတော့ကရင်ပြည်သူလူထုအတွက်ကောဟိုအာလုံးတိုင်းသားအာလုံးအတွက်ကောပေါ့နော် KNU ရဲ့ဒီရီမှန်းချက်တွေ ဘယ်တော့လောက်အောင်မြင်နိုင်မယ်လို့ကျွန်တော်တို့အကြမ်းမြင့်ပေါ့လေဟိုပြောနိုင်တယ်တော့ပြောလို့ရမှာလေအဲ့ဒါနောက်ဆုံးပြောပေးပါဗျာဟုတ်ကဲ့ကျွန်တော်ကျွန်တော်တူတဲ့ကျွန်တော်လေးလာသူတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ရောင်နေတန်းနေပါပြီအနာဂတ်ကျွန်တော်တို့ကောသူလေးကြီးမန်ချက်တွေကြီးမြောက်တော့မယ်ဆိုတာကိုတော့ကျွန်တော်အာမခံရပါတယ်သို့တော့တခုတော့ပြောချင်တာကတတိနဲ့အင်အားကိုပြပြီးစစ်တိုက်တဲ့တပ်မှုဆိုတာတကယ် အနှုံချဆုံးတတ်မှုဖြစ်ပါလေ။ဒါကြောင့်မို့လို့စစ်တို့ရဲ့သဘောတဘာဝအရာကျွန်တော်တတ်တည်နေအင်အားကိုပြခြင်းမရှိပါဘူး။ကျွန်တော်တို့ဘလို့တိုက်လဲဘယ်အချိန်မှာတိုက်ပွဲပြီးမလဲဆိုတဲ့မှတ်ချက်ကိုတော့ကျွန်တော်မပေးပြရသေးနဲ့။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဆောမဦးလေးကျေးဇူးများကြပါလေအခု KNU ရဲ့စီရေးဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးတေချာလေးလေ့လာသုံးသပ်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာအကျေးဇူးပါကိုတပ်ဖက်နာ